ဒါမှသုံးတရင်တပုတ်အနေနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲအထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုများပြည်တွင်ဥအင်ဒါတော်စ်လူမဲအပါအဝနာမည်ကျော်လူပညာရှင်များကိုစတဲ့ခီအားဖြင့်ပါဝင်ခမင်းသမီးကိုယ်ပွဲကိုစစ်တပ်ကခေါ်ယူမေးမြန်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကျမစစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုများမှာပြည်တွင်ဥအင်ဒါတော်စ်လူမဲအပါအဝနာမည်ကျော်လူပညာရှင်များကိုစတဲ့ခီအားဖြင့်ပါဝင်ခိုင်းနေပြီဖြစ်ကြောင်းလူပညာရှင်တိုင်ဝမ်ကပြောဆိုပါတယ်။ အော်တိုဘာလ30ရက်နေ့အကြမ်းမဆက်တဲ့လောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဝန်ကြီးဌာနမှညွန်ကျုပ်အေးကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးများတွင်ရုပ်ရှင်အသားဝိုင်းကိုခေါ်ယူပေးဆောင်ပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မယ့်ဝါဒဖြန့်အလေညာစီယုံရေးများတွင်ပါဝင်တရုတ်ဆောင်ရမည်ဖြစ်ကြောင်းလွန်ရင်းဖြင့်ပြန်လည်လွတ်မြောက်လာတဲ့နှုတ်ပညာရှင်တရုတ်ဆောင်များဝမကျင်ပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ညှင်းဆန်မင်းအထက်မင်းရအေးယူမယ်လို့ PRB ပြောဆိုပြီးတဲ့နောက်ရင်းကဲ့သို့စစ်တပ်ရဲ့ဝါဒပြန်လှုပ်ရှားမှုများမှာအာဝင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့ဒုရံလေးကောက်ပွဲမဲပေးဖို့ထောက်ခံဖို့အတွက်ခေဘဲနုပညာရှင်တွေ PRB လာခြင်းအပေါ်တရှုံနုပညာရှင်တွေပါဝင်ရိုက်ကူးမှုတွေဖြစ်လာပါတယ်။ဒေဒူအိန္ဒာကျော်စင်နဲ့လူမဲအပါအဝင်တရုတ်ဆောင်ပြည်နုပညာရှင်တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရိုက်ကူးပေးကြရပါတယ်။အဲဒါအပြင်ဒါရိုက်တာမီးဘွားဝါယဟော်ရတာနဲ့ဝင်းလင်ထတ်တို့ကရိုက်ကူးပေးနေရပါတယ်။ လူမင်းကတရုတ်ဆောင်အနေနဲ့ရိုက်ပေးတာမဟုတ်ခဲဒါရိုက်တာအနေနဲ့လုပ်ပေးမှဆိုပြီးရှူတင်ကိုရောက်လာပေမဲ့ရှူတင်ကနေထွက်သွားတယ်လို့သိရမှာညာတရုတ်ဆောင်မင်းသမီးဖွေးဖွေးမှာစစ်တပ်ရဲ့ဝါဒဖြန့်လှုံ့ရှားမှုတွေပါဝင်ရင်စင့်ကော်မှုကိုမလာရောက်တဲ့ဖြစ်ပြင်ဦးလွယ်မှာစတကာရဲ့ကုနေစဉ်ခေါ်ယူမင်းမြတ်ခံရခဲ့ကြအောင်တို့ရတဲ့ဖန်စီခြင်းမရှိပဲဝါဒဖြန့်လှုံ့ရှားမှုတွေပါဝင်ရမည်ဆိုသောခံဝန်ချက်ဖြင့်ပြန်လည်လုပ်ပေးလိုက်ကြောင်းဖိရှိရပါတယ် တီးဦးတွေမှာဇာကူရေးလို့ရင်ခေါ်စစ်ခံရလားဖမ်းတာတော့မဟုတ်ဘူးစစ်တပ်ခေါ်တာမရိုက်ပေးလို့ခေါ်မေးတာအခုတော့မင်းလို့မှာစကားရိုက်နေတယ်လို့အမှုပညာရှင်တိုင်ဝမ်ကပြောဆိုပါတယ်တခြားတစ်ခွက်မှာလည်းတီးဦးဆောင်မော်တယ်မင်းသားလဲရဝင်လဲစစ်တပ်ကခေါ်ယူမေးမြန်းမှုရှိတယ်လို့သတင်းများလည်းခပ်ပေါ်လည်းရှိပါတယ်ဂျမ်မစစ်တပ်ရဲ့လိန်ညာဝါဒဖြန့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တစ်သမိုင်းကိုတုံ့ဆမ်းမဲ့သူများဇလန်နဲ့တီးဦးဆောင်များကိုပြည်သူများကဝိုင်းဝန်းဆက်ညက်တပိမောင်းကိုအချိန်တက်လာချိန်မှာစစ်တပ်ကအခြားသောအမှုပညာရှင်များနဲ့တီးဦးဆောင်များကိုပါဖိအားပေးလာတယ်ဖြစ်ပါတယ်တစ်သမိုင်းကိုတုံ့ဆမ်း မဲ့သူများဝေကောက်ပွဲဆိုင်ရာအလေညာဝါဒဖြင့်ဇလန်းများကိုလူမှုကွန်ရက်မှတစဉ်ဝေဖန်တီလို့ဆိုကဂိုင်တာမိုက်တီခေါ်တန်ထောစောဇဘိုတျောစောဇော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနဲ့ဟာတာတျောစောအုံတိုင်းခေါ်ဇော်မြက်ဒါရိုက်တာအောင်ရှမ်းလူဒါရိုက်တာသမြူထွန်းတက်လွင်တို့ကို စစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်မှုများဥပဒေအတည်အခုပွင့်လာကြောင်းသိရှိရပါတယ်။အဘာဝပြန်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအဆိုတော်များကိုစစ်တပ်ထံသို့ကြိုတင်အကြောင်းကြားခြင်းနဲ့ခွင့်ပြုချက်မရှိခင်ပြည်ပသို့ထောက်ခါခြင်းမပြုတော့ကြောင်းပြည်ပထောက်ခါမယ်ဆိုရင်ခွင့်ပြုချက်ရယူရမည်အပြင်ပြည်လာရန်ကိုလည်းဂရိခံဝင်ချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ ခွင့်ပြုချက်မရှိတဲ့ပြည်ပခေါ်ပါရန်စူးစမ်းပါကလေစိမ့်မှာလက်ပြန်ခိုင်းမိဖြစ်ကြောင်းလက်ရှိမှာလေစိမ့်မှာလက်ပြန်ရတဲ့အမှုပညာရှင်များရှိနေကြောင်းစစ်တပ်လော်ဘီအဆိုတော်ယုံလေးရဲ့လူမှုကွန်ရက်မှာဖော်ပြချက်နဲ့ပြည်ပထွက်ရန်ညှင်းဆုပ်ခံရတဲ့အမှုပညာတချို့ထံမှသိရှိရပါမြောက်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတွင်စစ်တပ်ကဆိုင်ကစီးလာတဲ့လူငယ်များကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးတဲ့ရထားတဲ့ကားကိုဝင်တိုက်ပြီးတဦးသေးဆုံးကတုံးဒံရရဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါ မန္တလေးမှာစစ်တပ်ကဆိုင်ကယ်စီးလာတဲ့လူငယ်များကိုစစ်မှုထမ်းအဖြစ် ပေါ်တာဆွဲရဲတိုက်လက်ဖမ်းလိုက်ရထားတဲ့ကားပေါ်ဝင်တိုက်ပြီးတဦးသိမ်းဆုံးက၃ဦးဒဏ်ရာရရှိကြောင်းအဲဒီဖြစ်စဉ်မှာဒဏ်ရာရရှိတဲ့လူတဦးရဲ့မိတ်ဆွေများကပြောဆိုပါတယ်။ဂျမန်နေငိုကာလ၆ရက်နေ့ညပိုင်းမန္တလေးမြို့မဟာအောင်မြေမြို့များမှာစစ်တပ်ကလူငယ်များကိုတားဆီးစစ်ဆေးခြင်း ပေါ်တာဆွဲခြင်းပေါ်တာဆွဲခန်းလေးခြင်းများလှုပ်ဆောင်ခဲ့ကြအောင်တို့တို့လှုပ်ဆောင်တဲ့ဆိုင်ကယ်စီးလူငယ်တို့ကလည်းဒါစီစစ်စဲကြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြအောင်အဲဒီအချိန်ဆိုင်ကယ်စီးလူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရန်ပြင်ဆင်နေစဉ်လူငယ်ကဆိုင်ကယ်ရက်မပေးဘဲမောင်းပြေးခဲ့ကြအောင် အဆိုပါလူငယ်ဟိုစစ်တပ်ကအိစီကစစ်ကားများဖြင့်လိုက်လံခန်းစည်းရအဆိုပါဆိုင်ခဲ့မှာမကလေးမြို့မှာအောင်မြင်မြို့နယ်39လမ်းနဲ့နန်းရှစ်ဆယ်မှာအချိန်မထိန်နိုင်တော့ပဲနန်းဘေးမှာရပ်ထားတဲ့ကားကိုဝင်တိုက်ခဲ့ပြီးဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ဒီဖြစ်စဉ်ကသူ့ဘာသာထိုင်ငယ်တိုက်ကြမဟုတ်ပါဘူးနောက်ကနေစစ်ခွေးတွေကပေါ်တာတွေ့ဖို့ဆိုင်ငယ်သမားလူငယ်ကိုလိုက်တာမှာဆိုင်ငယ်လူငယ်ကထွက်ပြေးပြေးရင်ရပ်ထားတဲ့ကားဝင်တိုက်တာပါတူပွဲချင်းမိသေးဆုံးပါလေကြံသုံးကလည်းတရားပြင်းတဲ့ရပါတယ်လို့ဒေတာကတို့ကပြောဆိုပါတယ် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးအရှိစိုက်မင်းစလာလူမှုကူညီရေးအသင်းနဲ့ပရာဟိတဌာရီလူမှုကူညီရေးအသင်းတို့ကကဲတဲ့ရေးလှုပ်ဆောင်ခဲ့ပြီးဒဏ်ရာရရှိခဲ့ပြီးငန်းနဲ့ပေဆောင်သူတို့ကိုမန္တလေးပြည်သူစေရန်တီတို့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်မန္တလေးမြို့ပေါ်မှာယခုနိုဝင်ဘာလပိုင်းမှာ full limit စစ်မှုတန်းအပတ်စဉ်စက်ပိုးအတွက်စစ်တပ်ကပေါ်တာဆွဲခန်းသိမှုများကိုခကြီးကျယ်လှုပ်ဆောင်လာကြောင်းမန္တလေးမှာဒေသခံပြည်သူများကပြောဆိုပါရောင်းနောက်ဆုံးသတင်းပုံနေနေ ကော့ဂရိတ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှခိကတ်တိုက်ဆုံမှုများပြားကတိုက်ဆုံစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်ထားဆိုတဲ့သတင်းကိုပြင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ကော်ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထိခိုက်တိုက်စုံမှုများပြားကဖိတ်ဆုံးစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပြစ်ပြောင်းနေထားကြောင်းကရင်စစ်ရေးအရင်းမြစ်ကပြောဆိုပါတယ်။ဂျမန်နီမေုံလာလာရှောက်ရဲနနက်ပိုင်းမှာကော်ဂရိတ်မြို့နယ်မြောက်ပိုင်းထီဝဆန်ကျေးရွာနဲ့ကွီမောင်တိုင်ကျေးရွာတို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကထိခိုက်တိုက်စုံမှုများပြားခဲ့တဲ့ကြောင်းဂလာတို့ဖိပါလဲလမ်းစုံကတို့တက်လာတဲ့အကြမ်းမစစ်တပ်များကိုလည်း KNN ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရန်ဂျမန်နီတမနက်ခင်းတပိုင်းကိုတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်စစ်သားများအထိနာ ာပဲတော့ပြရှိရပါတယ်။ဒေါ်ဘာလာရှောက်ရက်ကခေဖို့ဆန်တဲ့ပြီမောင်တိုင်းကထိတ်တိုက်တိုက်ပွဲဖြစ်တယ်။မိဖာလဲလမ်းဆုံးတက်လာတဲ့စခါတွေနဲ့ဆူလိုက်အပြုံကအထိတ်နာအကျဉ်းမနေတော့ဘူး။အခုလဲတမနဲ့လုံးပြင့်နေအခုချိန်ကြီးပြင့်နေတော့မှာ နှုံဝင်ဘာလာကေရနေကလည်းတေရာကစက၈កောက်ပုတ်၁၆កောက်ပေးတာအလောက်ကသူများအိမ်နေကြဖြစ်တယ်လို့မြုပ်ခဲလို့ပုတ်တော့ခွေးတွေသာဆွဲခေါ်စားနေတယ်။ရာရှိတွေလည်းအဲ့လိုပဲမြုပ်တယ်။အဲ့ဒါမှတကက်ခွေးတွေမြုပ်တယ်လို့သူ့လူတော်သူ့တံမိုးမထားဘူးလောလောဆယ်တော့ပုံမရသေးဘူး။အရာရှိတွေကအလောက်ပဲပုတ်ပြီးခွေးတွေစားနေတယ်လို့ KNN နဲ့စစ်ရေးသတင်းမြစ်ကရောဆိုပါတယ်။နှုံဝင်ဘာလာဒီရနေမှာနှုံဝင်ဘာလာ9ရက်နေ့ထိကျန်းမာစစ်တပ်မှအရာရှိ2ဦးအပါအဝင် စစ်သား၃ဦးတည်းမှလည်းတေဆုံးပြီးဒါယာရစစ်သားများကိုတောင်ကလေးတက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းထို့သောကိုက်ပွဲအတွက်တေဆုံးသွားတဲ့စစ်လောင်းများကိုလည်းပြည်သူလူထုနေထိုင်ရအိမ်သို့အိမ်ကြားထဲမှာဖြစ်တဲ့လိုမြေမြုပ်ခဲ့တဲ့ဖြစ်ခွေးများကဖော်ဆားနေခြင်းဖြစ်ကြောင်း သိရှိရအောင်လေမြန်မာနိုင်ငံနိုဝင်ဘာလ၆ရက်နေ့ညနေပိုင်းမှာခအမ်မျိုးအစီအစဉ်တက်မှ2နှစ်မှတက်သားများခအမ်မျိုးနဲ့ကြာရင်ကြေးရွာမှာတက်ဆွဲထားတဲ့ DKB ဘူဘီအဖွဲ့များပူးပေါင်းအင်အား100ကျော်ဟာကျုံတုံမျိုးတို့ရောက်ရှိလာပြီးဂျင်းမတဆင့်ကော့ဂရိတ်မျိုးနဲ့ထိပိုးဆန့်ကြေးရွာဘက်သို့ဆက်လက်ပို့ဆောင်ခါကြောင်းသိရှိရပါတယ် ကဲတမနနစ်ကစစ်သားတစ်တွေကြာရင်ပေါ်တော်မူဘက်က DKBA ဘိုးဘီအဖွဲ့တွေအင်အားတက်ရကြောညနေပိုင်းမှာကျုံတို့ကိုရောက်လာပေါ်ဂရိတ်ကိုဆက်ဖို့မယ်လို့သိရလိုဝေဘာလတရက်နေ့၅ရက်နေ့အတွင်းစစ်တပ်ဘက်မှအရာရှိနေရအပါကိုလူ30တောကြဆုံးနေစကားရောက်ဒန်းစီတောင်ကလေးတက်ဆေးရုံကိုပို့ရန်မင်းညာကတောင်လေးဆေးရုံကို BGF ကားတွေနာကူကားတွေနဲ့မိုင်းထိနာတွေကိုလာပို့ရလို့ ကရင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ပြည်ပြည်နဲ့ကော့ဂရိတ်မုန်းနာမှာစစ်တပ်ကအင်အားလုံးကြီးဖြင့်ထိုးစစ်ဆင်နေရမှာအဓိကအားဖြင့်စစ်မှုထက်တပ်သားများကို ရှေ့ဆုံးမှာထား၍တိုက်ခိုက်လျက်ရှိကြောင်းကရင်စစ်ရေးသတင်းမြစ်ထံမှလင်းရရှိပါ။